မင်္ဂလာပါခင်ဗျာကျွန်တော်ရှမ်းအေကိုမီဒီယာကြိုဆိုပါရစေကျွန်တော်တို့ခုရောက်ရှိနေတဲ့နေရာကတော့တောင်ကြီးမြို့ရဲ့အထင်ကြီးနေရာတွေတရားတစ်ခုဖြစ်တဲ့စူလာမူနီစေတီတော်မြတ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဒီစေတီတော်မြတ်ကြီးဟာနေ့စဉ်လာရောက်လည်ပတ်တဲ့သူတွေနဲ့စီကားလျက်ရှိပါတယ် တော်မြတ်ကြီးမှာပန်းဖြေဖို့နေရာတွေနဲ့ဓာတ်ပုံရိုက်ဖို့တင့်တော်တဲ့နေရာတွေအများကြီးရှိပါတယ်ဗျ။ဒါရောက်လေဘက်တူတွေတုံးဆောင်တိုင်းကိုစားတော့ဆိုင်တွေနဲ့တိုင်းရင်းသားရိုးရာထယ်ဆိုင်တွေလည်းရှိပါတယ်ဗျာ။ရှိနေရတော့ဇေဒီတော်ရဲ့ရင်ပြင်ပဲဖြစ်ပါတယ်ခင်ဗျာ နာခွဲဝန်းကျင်ရှိပါပြီအဲ့ဒါတော့မှလာရောက်လေဘက်တွေနဲ့စီကားလျက်ရှိနေတော့မှာပဲဗျာတော်ကြီးဟာပြည်သူကလည်းရအမြောက်လာပါတယ်ဗျာ။တောင်ကြီးမြို့တော်မကဆိုင်းပြည်နယ်တစ်ခုလုံးမှာလည်းအထင်ကရစေတီပထိုးဆိုလည်းမမပါဘူးခင်ဗျာ။အဲဒါကြောင့်မလို့မြန်မာနိုင်ငံကခီးတော်မိဘပြည်သူများအနေနဲ့တောင်ကြီးမြို့မှာရှိတဲ့ဆူလာမူနီလောကချန္တာစေတီတော်မြတ်ကြီးထံတို့လာရောက်လည်ပတ်ရန်ကျွန်တော်တို့ချမ်းအက်ကွန်မီဒီယာကဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။